ဒီဗီဒီယိုလေးမှာတော့6လပိုင်း18ရက်နေ့မှာ mobile legend ကိုရောက်ရှိလာတော့မယ် ZTN စပယ်အကြောင်းကိုနားလည်ပြီးဘယ်လိုကံရမလဲဆိုတာကိုသိအောင်ပြောပြပေးပါမယ် ZTN ကပုတ်တမ်းမင်းနဲ့ crowd control mate တကောင်ဖြစ်ပြီး defy hero တကောင်လည်းဖြစ်ပါတယ်သူ့ရဲ့ passive အနေနဲ့ကသူ့နားကိုကတ်လာတဲ့ enemy hero ကို knockback gun stun ဖြစ်စီမှာဖြစ်ပြီး magic damage ရဲ့90ရာခိုင်နှုန်းနဲ့ hero level လိုက် damage ပေးခံမှာဖြစ်ပါတယ်ဒါအပြင် magic damage ရဲ့90ရာခိုင်နှုန်းနဲ့ညီများတဲ့ရှီကို level လိုက်ဒပြိုင်နဲ့ရရှိမှာဖြစ်တဲ့အပြင် spell ban 1%ကိုလည်း50စက္ကန့်ကြာရရှိနိုင်မှာဖြစ်တဲ့အတွက် surprise ganking တွေကိုကာကွယ်ပေးတာဖြစ်နေမှာပါသူ့ရဲ့ passive effect ကိုပြန်ရဖို့အတွက်တော့2မိနစ်ကြာအောင်ဆောင်ပေးရမှာပါဒါပေမဲ့သူမရဲ့အခြေတွေ ကတော့ဘလောက်ကြအောင်ဆောက်ဆောင်ပြန်မရနိုင်တော့ Scale 1 Finish Strike ကတော့ကိုစားပြီးလွတ်လိုက်တဲ့ Direction တိုင်း Finish Wave 3ချိန်လွတ်မှာဖြစ်ပြီးပထမအချိန်နဲ့ဒုတိယအချိန်မှာ Magic Damage ရဲ့30ရာခိုင်နှုန်းကိုထိစေမှာဖြစ်ကတတိယအချိန်မှာတော့ Magic Damage ရဲ့120ရာခိုင်နှုန်းကိုထိစေမှာဖြစ်တဲ့အပြင်မိမိလွတ်လိုက်တဲ့ Direction တိုင်း Enemy ကိုတွန်းလိုက်မှာဖြစ်ပါတယ်ဒါအပြင်၃ချက်လုံး Enemy ကိုထိအောင်တွန်းနိုင်ရင် Spell Van 3ပါစင်ကိုထပ်ရမှာဖြစ်ပါတယ် Scale 2 Finish တစ်ဆန့်ကတော့တွန်းလိုက်တဲ့ Wine ထဲမှာရှိနေတဲ့ Enemy ကို Level Like Magic Defense 10ပါစင်ကနေ20ပါစင်ထိရော့စေက Magic Damage ရဲ့45ရာခိုင်နှုန်းကို Damage ထိစေမှာဖြစ်ပါတယ်ဒါအပြင်အဲ့ဒီ Wine ထဲမှာရှိနေတဲ့ Enemy ကို50ရာခိုင်နှုန်း Slow Effect နဲ့ ယ်။ budget damage ရဲ့တန်းပါဆင်ကို0.5စက္ကန့်တိုင်း damage ထိစေမှာဖြစ်ပြီး3စက္ကန့်ကြာအောင် damage ပေးနေမှာဖြစ်ပါတယ်။စပယ်ကနှစ်ခါသုံးလို့ရတာဖြစ်တဲ့အတွက်ဒုတိယအကြိမ်သုံးတဲ့အခါမှာလည်း budget damage ရဲ့45ရာခိုင်နှုန်းကိုထပ်ထိစေမှာဖြစ်ပေမယ့်ပထမအကြိမ်စသုံးချိန်ကနေ3စက္ကန့်ကြာတာနဲ့အဝိုင်းကပျောက်သွားမှာပါ။ ultimate ဖြစ်တဲ့ Fury of the Phoenix ကတော့သုံးလိုက်တဲ့ချိန်မှာ damage ကို movement speed 40ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းထိ3စက္ကန့်ကြာအောင်တိုးစေမှာဖြစ်ပြီး enemy ကိုတော့ budget damage ရဲ့တရာခိုင်နှုန်းကိုထိစေမှာဖြစ်တဲ့အပြင်0.8စက္ကန့်ကြာအောင် stand ဖြစ်နေစေမှာပါ။မှတ်ထဲမှာရှိတဲ့ enemy ရဲ့ position ကိုမြင်ရတဲ့တတိယ vision hero တကောင်ဖြစ်လာမှာပါ။